ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုအိုးနောင်တော်လေးစူးစီးတင်ဆက်ထားတာပါပထမဆုံးသတင်းပုတ်အနေနဲ့တော့ရွှေဘူ PG ရဲ့အကြံဖတ်ပွဲကဖန်ဆီးထားတဲ့ဆရာတော်ဒေါက်တာဝိတုဒ္ဒကိုပြန်လွှတ်ပေးဖို့မြစ်တာရက်ခံကြောင်းဆရာတော်အရှင်သူဏ္ဍမိန်ကြားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်အဒီအချိန်ကအားလုံးသိပြီးသားဖြစ်ပါတယ်ဆရာတော်ဒေါက်တာဝိတုဒ္ဒကအိန္ဒိယကနေပြန်လာတဲ့ပြန်လာတဲ့အခါမှာရွှေဘူက ရှာတော်ရဲ့အကြောင်းမှာကထိန်ဘွဲရှိတဲ့အတွက်ပြန်လဲကြွရောက်တယ်ကြွရောက်ရင်းနဲ့ပဲအပီဒီအကျန်းဖတ်သမားတွေရဲ့ဖန်စီခြင်းခံရတယ်တရင်နေရတော့ဆရာတော်ဘူပီဒီအကျန်းဖတ်သမားတွေကလူဝေလဲလိုက်တာမျိုးအဲ့ဒီလိုအခြေအနေတွေလည်းကြားသိရတယ်ပေါ့ဗျာဒီဆရာတော်ဦးဝီတူတာနဲ့ပတ်သက်ပြီးတော့ဆရာတော်ရှင်တူနန္ဒာတို့ကလည်းဒီပီဒီအကျန်းဖတ်ဖွဲ့တွေအနေနဲ့ဆရာတော်ကိုဖန်စီထားတဲ့အခြေအနေကနေပြန်လဲ လွတ်ပေးဖို့မေတ္တာရက်ခံတောင်းဆိုဖို့ရှိတယ်ဆိုတာလေးသိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေ့မနက်ပိုင်းကဆရာတော်ဥတုနန္ဒကိုဆက်သွယ်ပြီးတော့မေးမြန်းလျှောက်ထားခဲ့တယ်ပေါ့နော်ဆရာတော်မိန့်ကြားတာကတော့ဆရာတော်ရုပကတခုခုလှုပ်လိုက်လို့ရှိရင်ဖန်စီကန်တာရတဲ့ဆရာတော်အတွက်အစိုးရရတဲ့အခြေအနေမျိုးဖြစ်မယ်ပေါ့ဗျာအဲ့တော့မေတ္တာရက်ခံတောင်းဆိုမယ်ဆရာတော်တွေအနေနဲ့ရွှေဒဂုံဘုရားမှာဘုရားဝတ်တဲ့မေတ္တာတုတ်မောရတုတ်ရွတ်မယ်ပြီးတဲ့အခါမှာဒီ PDF အကျံဖတ်အဖွဲ့အနေနဲ့ ဒီဆရာတော်ကိုပြန်လှုပ်ပေးဖို့တောင်းဆိုမယ်ပေါ့ဆရာတော်ကဒီရွှေဘုံမှာလည်းပရာဟိတကြောင်းထောင်ထားတယ်နောက်တစ်ခုကအိန္ဒိယမှာလည်းကြောင်းတီထောင်ထားတယ်နှစ်နိုင်ငံသာသနာပြုနေတယ်ဒီလိုဆရာတော်တစ်ပါးကို ဖန်ဆီးခြင်းဟာပြည်တွင်းပြည်ပနိုင်ငံတကာမျက်နှာစာမှာလည်းမကောင်းဘူးပေါ့နော်ဒါကို PDF ဘက်ကတည်စီခြင်းနဲ့အဓိကဦးစင်းတို့ကအထူးကနစ်နာမှုတွေမဖြစ်စေလိုဘူးဒါကြောင့်မေတ္တာရက်ခံတောင်းဆိုမှာပါဆိုပြီးတော့မိန်ကြားတယ် တီချာတော်ဥဝိတုဒ္ဓကိုဖန်ကြီးထားတဲ့အခြေအနေနဲ့ပတ်သက်လို့သိရတာကတီချာတော်ကကထိန်ပွဲအတွက်ပြန်လာတဲ့အချိန်မှာဖန်စီတာကတော့ကျင်းပြဂိတ်မှာရှိတဲ့ PDF ဖွဲ့ကဖန်စီသွားတယ်အဲကောင်ကမင်းသားကြီးဆိုလားမင်းသားဆိုလားပေါ့ဗျာနော်အဲဒီကောင်ကဖန်စီပြီးတော့ရခင်ရှိနေပေါ့ယခုအချိန်မှာတော့ PDF ဖွဲ့ကိုဥဆောင်နေတဲ့အမျိုးသမီးစုကြီး အဲ့ဒီအမျိုးသမီးဦးဆောင်တဲ့ PDF အကြံဖတ်အဖွဲ့မှာဖမ်းဆီးထားတယ်လို့သိရတယ်။အဲ့ဒီမှာဖမ်းဆီးခံထားရတဲ့အခြေအနေကလည်းအဲသူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့ရဟန်းရှင်လူပြည်သူယာကနန်းနဲ့ချီပြီးတော့ရှိတယ်လို့သိရတယ်ပေါ့ဗျာ။အဲဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဆရာတော်တွေဘက်ကရေးသားဖော်ပြနေကြတာတွေကိုလည်းတွေ့ကြတယ်။တွေ့ရတယ်။အဲ့တော့ main game ဘက်ကဆရာတော်တွေဘာရေးထားတာကိုကျွန်တော်ဆက်ဆက်ပြီးတော့တင်ပြမယ်ဆိုရင်ဆရာတော်ကရေးထားတာကတော့ကျွန်တော်တို့မီဒီယာတွေကို တက်အိုက်ပေါ့ဗျာနော်ဒါခေါင်းစဉ်တက်ပြီးတော့ကိုရေးသားထားတာပဲဖြစ်ပါတယ်ဒီဆရာတော်ရဲ့ရေးသားပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဘက်ကပေါ်ရောက်မှုတွေတာဝန်လေဟင်းမှုတွေဖြစ်ခဲ့တဲ့ဆိုဖြစ်ခဲ့သည်ရှိသောတောင်းပန်ပါတယ်ပေါ့ဗျာတပည့်တော်တွေလည်းဒီအပိုင်းတွေမှာခီးတွာလာနေတဲ့အတွက်ကြောင့်အဲဒီလိုအရေးကြီးတဲ့သတင်းပေါ်မှာအာရုံထားပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စအာရုံထားပြီးတော့ဆောင်ရွက်နိုင်တဲ့အနေအထားမျိုးမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဆရာတော် မင်းကင်းဆရာတော်ရေးသားထားတာကမီဒီယာတွေမီဒီယာပိတကြရဲ့လားအိန္ဒိယနိုင်ငံမှာမြန်မာဖုန်းတော်ကြီးကြောင့်တီထောင်ပြီးတာနာပြုနေတဲ့ဆရာတော်ကိုလက်နက်ကရင်ဖွဲ့တစ်ဖွဲ့ဖမ်းဆီးသွားတဲ့သတင်းကအွန်လိုင်းမှာပြန့်နှံ့နေတာတပတ်ရှိသွားပါပြီဒီနေ့အထိလဲပြန်လို့မယ်ဆိုတဲ့သတင်းမကြရဘူးဆရာတော်ဖမ်းခံရတဲ့သတင်းကိုကြုံတုတွေ့တယ်လို့မီဒီယာတွေလည်းတွေးကြပါမှာဒါပေမဲ့အရေးမကြီးဘူးမအော်ကြဘူးမဖော်ပြကြဘူး ဆရာတော်ရဲ့နေရာမှာအခြားဘာသာတွေရဲ့ဘာသာရေးကောင်းဆောင်တယောက်ဖြစ်ကြည့်တပတ်မကြာစီရဘူးမိနစ်ပိုင်းအတွင်းမီဒီယာအသီးသီးမှဘလူပြန်အောင်အလူအရဖော်ပြကြလိမ့်မယ်ဒါမှမဟုတ်ဖန်ဆီးတဲ့အဖွဲ့ကသူတို့အမြင်ကပ်နေတဲ့အဖွဲ့ဖြစ်ကြည့်အလူအရတရင်တင်ဆက်ကြမှာအသေးချပါပဲဒါကတော့ဆရာတော်ကအပြည့်ဖြတ်မီဒီယာတွေကိုရည်ရွယ်ပြီးတော့ရေးသားပြောဆိုတဲ့သဘောမျိုးမြင်တွေ့ရပါတယ် ခုတော့ဆရာတော်ကန်ဆိုးတယ်ဗုဒ္ဓဘာသာရဲ့ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်နေတာကိုကမီဒီယာတွေရဲ့မျက်ကွယ်ပြုစရာဖြစ်သွားခဲ့တယ်မီဒီယာတွေမီဒီယာပိတစေခြင်းနဲ့ပြည်သူအတွက်အကျိုးပြုတဲ့မီဒီယာတွေဖြစ်စေခြင်းနဲ့မနေ့ကပဲကမ္ဘာကျော်မီဒီယာကြီးတစ်ခုဖြစ်တဲ့ BBC ရဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ယောက်ကိုသူတို့အမှားအတွက် BBC ကနေအနားယူတဲ့အကြောင်း BBC ကကြေညာပေးသွားတယ်ကမ္ဘာကျော်မီဒီယာကြီးတောင်ကလင်ကကြစ်လုံသေးတယ်ဆိုရင်တမ်းမဝင်ပေါင်းဝင်တဲ့မီဒီယာတွေဘလောက်အထိကလင်ကကြစ်လုံလိမ့်မလဲဆိုတာ စဉ်းစားတာကြည့်ပြီးတော့တဲ့မီဒီယာတွေမီဒီယာပီတာကြစမ်းမှာပြည်သူအတွက်ပဲယက်တီကြစမ်းမှာပြည်သူကအားကိုးရတဲ့မီဒီယာတွေဖြစ်အောင်ကြိုးစားကြစမ်းမှာပြည်သူကိုပြည်သူလိုမြင်ပြီးပြည်သူတွေရဲ့နှံ့နာမှုအတွက်ဘယ်လိုပြည်သူမျိုးပဲဖြစ်ဖြစ်ရဲရဲဝံ့ဝံ့ယက်တီပေးကြစမ်းမှာပြည်သူတွေရဲ့ထိခိုက်နှံ့နာမှုမှန်ရင်ဘယ်ဖွဲ့စည်းကပဲလှုပ်လှုပ်ရှေ့ထွက်ပြီးအော်ပြကြစမ်းမှာဒီလိုရေးသားဖော်ပြပါတယ်အဲဆရာတော်ဗျာတပည့်တော်တို့ကဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ဒီဇိုင်းအားဖြင့် အလူရောတို့ဆရာတော်တန်ဃာတော်တွေကို PDF ကျန်းဖတ်ဖွဲ့တွေကတိုက်ခိုက်တပ်ဖြတ်ဖမ်းဆီးတပ်ဖြတ်ဒီလိုလုပ်တဲ့ဖြစ်စဉ်တွေကိုဖော်ပြခဲ့ပါတယ်တချို့တချို့သောကိစ္စတွေမှာတပည့်တော်တို့ကဒီထောက်ထားရတယ်ဆိုတာမိမိတို့ရဲ့ပြောဆိုမှုကြောင့်ဒီဆရာတော်အပေါ်မှာဒီလူစိတ်မရှိတဲ့ဟာတွေကရုံမှရိုင်းဆိုင်တဲ့အခြေအနေမျိုးဖြစ်သွားမှာမျိုးကိုလည်းစိုးရင်ရပါတယ်ပေါ့ဗျာအပေါ်စီခြင်းလို့ကြောက်ရွံ့ထိုးကမှာပို့ပြီးတော့လေးတဲ့အဖြစ်မျိုးလဲ ဖြစ်မှာကိုစိုးတယ်ပေါ့လေဒါကတော့ကျတော်ရဲ့ရေးသားဖော်ပြချက်ကတော့ပြည်ပြမီဒီယာတွေကိုရည်ရွယ်ရေးသားဖော်ပြတဲ့သဘောမျိုးဖြစ်ပါတယ်ဖြစ်မလိမ့်မယ်လို့ယူဆပါတယ်ပေါ့ဗျာတပည့်တော်တို့အနေနဲ့ကတော့အဲဒီလိုလို့ရမျိုးတွေကိုဘယ်တော့မှလည်းလက်မခံဘူးအများတန်းလည်းစန့်ကျင်ခဲ့တယ်တာဝန်ရှိသူတွေအနေနဲ့လည်းဒီလိုကိစ္စတွေပေါ်မှာအလေးထားပြီးတော့အကြံဖတ်နိုင်နေကိုဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တာမျိုးပဲရှိပါတယ်ပေါ့ဗျာအခုဖြစ်စဉ်ဖြစ်ရတဲ့ပတ်သက်လို့လည်းကျွန်တော်က ်ဆရာတော်ဥဒုဏ္ဏရာရဲ့မိန့်ကြားချက်ကိုလည်းကျွန်တော်တင်ပြပြပါပြီဒါကမင်းကင်းဆရာတော်ရဲ့ရေးသားဖော်ပြချက်ကလေးကိုကျွန်တော်ကိုးကားပြီးတော့ဖော်ပြတာပါအဲကျွန်တော် ရွှေဘူရွှေဘူမကြာခဏရွှေဘူဒေတာကန်တွေကကျွန်တော်ကိုသတင်းတွေပေးပို့ပါတယ်ဒါပေမဲ့သတင်းအတိုင်းကိုကျွန်တော်ကကွန်ဖန့်လုပ်ပြီးတော့မပြောပါဘူးသတင်းအတိုင်းကိုလည်းကျွန်တော်မတင်ဆက်ပါဘူးတာဝန်ရှိသူတွေဘက်ကပို့တင်တဲ့သတင်းဆိုရင်ကျွန်တော်ပို့ပေးပါတယ်တာဝန်ရှိသူတွေဘက်ကဘယ်လိုဆောင်ရွက်လဲ အဲလေးထားပြီးဆောင်ရွက်ခြင်းရှိမရှိဆိုတာလည်းကျွန်တော်တို့အနေနဲ့မသိရပါဘူးတကယ်တော့ကျွန်တော်တို့ကဟိုတာဝန်နဲ့လုံပိုင်ခွင့်ပေါ်မှာအခြေခံပြီးတော့လုပ်နေတာမျိုးမဟုတ်ဘဲနဲ့မိမိတို့ဒီအများပြည်သူအကြံဖတ်ဘေးရန်တွေမကြောက်ရောက်ဖို့အကြံဖတ်ဘေးရန်တွေကြောက်ရောက်လာနိုင်ရရှိတဲ့အခြေအနေတွေကိုတာဝန်ရှိသူများအချိန်နဲ့တပြေးညီကန့်တွယ်နိုင်စေဖို့နိုင်နေနိုင်စေဖို့ဒီလိုတင်ပြတာပေါ့ဗျာအဲဆိုတော့ဒီရွှေဘုံနယ်မှာကာလရှည်ကြာဒီလိုအခြေအနေမျိုးဖြစ်နေတယ်ယခုလက်တော်ဆိုရင်ပဲဒီအိန္ဒိယပြန်ဆရာတော့ အခုလိုအခြေအနေမျိုးရင်ဆိုင်ကြုံတွေ့နေရတယ်။ရွှေဘူမြို့နယ်အာနာပိုင်းနေရွှေဘူမြို့နယ်အာနာပိုင်းနေနော်ဒီလိုကိစ္စမျိုးဖြစ်လာရင်မိမိတို့အပေါ်မှာတာဝန်မရှိဘူးလားကျွန်တော်ကဒီလိုတော့မေးခွန်းထုတ်ချင်ပါတယ်ကျွန်တော်ကပြဿနာတစ်ခုဖြစ်တိုင်းဟိုနိုင်ငံတော်ကထိုင်ပြီးတော့ဆဲတဲ့အလို့မျိုးတော့ကျွန်တော်တို့လည်းလုံးလို့မရဘူးပေါ့လေတဆိုင်ရာတဆိုင်ရာမြို့နယ်ဒေတာအလိုက်အကြံဖတ်နေနေရေးအတွက်လမ်းညွန်ချက်တွေပေးထားတယ်လမ်းညွန်ချက်တွေ ပေးထားတာမျိုးမရှိဘူးဆိုရင်တော့ကျွန်တော်တို့ကနိုင်ငံတော်အကြီးအကဲတွေကိုပြစ်တင်ပြောဆိုရမှာပေါ့ကျွန်တော်တို့ဒီနေ့ဒီချိန်တန်းဒေတာကြီးနဲ့ပြည်နယ်အသီးသီးကိုတမရအကြီးအကဲတွေခေါင်းဆောင်တွေတွားရောက်တဲ့အခါမှာဒေတာတည်ငြိမ်အေဂျင့်ရေးအကြံဖတ်ပေးရတဲ့ကင်းရှင်းရေးလက်နက်မဲ့ပြည်သူများအနိုင်ကျင့်စော်ကားခံရမှုမရှိစေရေးတက်နယ်အလိုက်တက်နယ်အလိုက်အကြံဖတ်နေနေရေးကိုအလေးထားဆောင်ရွက်ကြဖို့ဆိုတဲ့လမ်းညွှန်ချက်တွေပေးထားတယ်။ အဲ့တော့ဒီသခိုင်းတိုင်းဒေတာကြီးဒီရွှေဘိုတို့လိုအရာတော်တို့လိုအဲ့ဒီဒေတာတွေမှာအကြံဖတ်လှူရှားမှုကရှိနေသေးတယ်အကြံဖတ်သမားတွေကအပြစ်မဲ့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေသေးတယ်ဆိုရင်အဲ့ဒီဒေတာမှာတာဝန်ယူဆောင်ရွက်နေတဲ့တက်နယ်အလိုက်တာဝန်ရှိသူတွေကနိုင်ငံတော်အကြီးအကဲတွေရဲ့လက်ညှိုးချက်တွေပေါ်မှာဘယ်လိုသဘောထားလဲဒီလိုလဲမေးခွန်းထုတ်စရာရှိပါတယ်ပေါ့အဲဆိုတော့ရွှေဘူအာနာပိုင်နေဆရာတော်တန်ဃာတော်တွေကတော့ ဒီအကြံဖတ်သမားတွေဖန်စီခံထားရတဲ့ကြရတော့ဘေးရန်တွေကင်းစွာလွမြောက်လာဖို့ဟိုမြေတားရက်ခံတောင်းဆိုမှုတွေလုပ်နေကြတယ်။တာဝန်ရှိသူများအနေနဲ့ကလည်းမိမိတို့တဆွမ်းသမျှကုညီဆောင်ရွက်ပေးကြပါဦး။တမတော်ကဒီအကြံဖတ်နေနေရင်းနဲ့ပတ်သက်လို့စွမ်းနိုင်မှ ကျွန်တော်တို့သိတယ်။တချို့ဒေတာတွေမှာစွမ်းနိုင်ပါလျက်နဲ့မစွမ်းကြတာအဲ့ဒါကမေးခွန်းထုတ်စရာဖြစ်နေတာပါ။ ဒီနေ့ဒီချိန်ထိဒီစကိုင်းတိုင်းဒေတာကြီးထဲမှာဒီလိုပဲဒီလိုပဲအဖြစ်မျိုးတွေကစက်တိုက်စက်တိုက်ကြုံတွေ့နေမယ်ဆိုရင်အများပြည်သူကအထင်လွဲမြင်မှဖြစ်เสียအကြောင်းရှိပါတယ်အဲ့တော့ရွှေဘူအာနာပိုင်ကိုပြောရမလားရွှေဘူမျိုးအပါဝင်စကိုင်းတိုင်းဒေတာကြီးအာနာပိုင်တွေကိုပြောရမလားပေါ့ဗျာနော်ကျွန်တော်တို့ကတော့အပြုသဘောဆန်ဆန်ပြောပါတယ်ပေါ့ဗျာအဲဆရာတော်ဦးဝီတူရာဒီ ဒီမြန်မာနိုင်ငံမှာလည်းပရာဟိတလုပ်ငန်းတွေဆောင်ရွက်တယ်လို့အိန္ဒိယနိုင်ငံဘက်မှာလည်းသာနာပြုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဇာတော်တစ်ပါးဖြစ်တဲ့အတွက်ကြောင့် BNN ရဲ့ကင်းရှင်းစွာလွတ်မြောက်လာစေဖို့အားလုံးကမျှော်လင့်ပါတယ်။ဇာတော်တန်ခါတော်များကမီဒီယာများအပေါ်ဟူလိုထောက်ပြပြောဆိုတဲ့အတွက်လည်းတပိတော်တို့အနေနဲ့လည်းဘောဗျာတာဝန်မကင်းဘူးလို့ယူဆမိပါတယ်ဗျာ။တပိတော်တို့ကတာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေမဟုတ်ဘဲနဲ့တာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေဒီအကြံဖတ်နေရင်းရေး ဒေတာတည်ငြိမ်အေဂျင်စီအပြစ်မဲ့ပြည်သူများယခုကဲ့သို့အတ္တိဒုက္ခမကြုံတွေ့စေရေးကိုသာအလေးထားဆွေးနွေးတင်ပြနိုင်တဲ့အခြေအနေမျိုးပဲရှိပါတယ်ဆိုတော့ကိုလည်းတပါးလဲရှောက်ထားပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲကျွန်တော်တင်ပြလိုတာကတော့ညောင်ဦးငတ်တဲ့ရောက်မြို့နယ်အတွင်းအကြမ်းဖက်လှုပ်ရှားမှုအခြေအနေပေါ့ဗျာညောင်ဦးငတ်တဲ့ရောက်မြို့နယ်အတွင်းမှာအကြမ်းဖက်လှုပ်ရှားမှုအကြမ်းဖက်သမားတွေခိုးအောင်နေမှုကရှိပါတယ်အမနေ့ကပဲကျွန်တော်စီကိုပေးဖို့တဲ့တည်င်းရောက်ဆိုရင် ဆယ်ရွာရဲ့မြောက်ဘက်တမာကားရွာမှာမနေ့ကတော့ဖရားပွဲလာဘာပွဲလဲတော့မသိဘူးဗျာပွဲလမ်းတစ်ပင်ရှိတယ်မနေ့ကအဝင်နေ့ပေါ့အဲ့ဒီမှာ PDF တွေနဲ့အပေါင်းပါတွေကဒီတမာကားက PDF တွေနော်တမာကားရွာအကန် PDF တွေကဆယ်ရွာသား PDF ဗကံဘူချိုရဲ့တက်ရင်ငါဆိုတဲ့အဖွဲက PDF တွေကိုခေါ်ပြီးတော့အဲ့မှာစာပွဲတောက်ပွဲတွေကျင်းပနေတယ်စင်သားမွေးရွာ အနီးမှာ နေကြတယ်အဲ့ဒီပကံဘူချိုရဲ့ PDF ဖွဲ့ကပေါ့ဗျာနော်စင်သားမွေးရွာအနီးမှာနေကြတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတော့စစ်ကြောင်းရောက်လာတယ်တဲ့စစ်ကြောင်းရောက်လာတဲ့ခါကျတော့ဗဒတ်တွေကပုံချောင်နေကြတယ်အဲသူတို့ဆယ်ရွာသားထောက်ဖို့တယောက်လဲဖမ်းခံထားရတယ် PDF တွေကိုထောက်ဖို့လုပ်ပေးနေတဲ့ကောင်တော်ကောင်ကိုလည်းဖမ်းဆီးရမိထားတယ်ပေါ့ဗျာအဲ့တော့စစ်ကြောင်းကပြန်သွားတဲ့အချိန်မှာအခုအကြမ်းဖက်သမားတွေပြန်ပြီးကတ်နေပြီအဲ PDF ထောက်ဖို့တကောင်ကိုဖမ်းဆီးတဲ့အတွက်ကြောင့်အခြားသူတွေ အဲသူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့သူတွေကိုဒလန်ဆွဆွဲပြီးတော့လောက်ကြံမှုကြံစီနေပုံရတယ်ဒီလိုတတိမျိုးရတယ်ပေါ့ဗျာနော်အဲကျွန်တော်ကဒီညောင်ဦးငတ်တယောက်မြို့နယ်အတွင်းဒီအကျံဖတ်သမားတွေရဲ့လှုပ်ရှားမှုဖြစ်ပေါ်နေမှုအခြေအနေငတ်တယောက်မြို့ရဲစခန်းနဲ့ဒီအကျံဖတ်သမားတွေလာရောက်လှုပ်ရှားမှုအခြေအနေတချို့ကိုဖော်ပြခဲ့ပါတယ်အဲကျွန်တော်ကတော့လောက်ကြံဖန်ပြီးဖော်ပြတာမဟုတ်ဘူးအဲကျွန်တော်ကိုတတင်းပေးဖို့တဲ့သူကလည်းလောက်ကြံဖန်ပြီးပေးဖို့မဲ့ အတန်းအစားတွေကမဟုတ်ဘူးပေါ့ဗျာနော်အဲကျွန်တော်အဲ့ဒီလိုတော့ရဲရဲတင်းတင်းပြောရဲပါတယ်ဒီအကြံဖတ်သမားဘူးနေနေချင်းမနေနေချင်းကတော့အတော်ဝင်တဲ့လုံပိုင်ခွင့်ရှိသူတွေရဲ့အလုပ်ပဲဖြစ်ပါတယ်ပေါ့ဗျာပကံမျိုးပေါ်မှာလည်းအစုလိုက်အပြုံလိုက်တက်ဖြတ်မှုမျိုးခံခဲ့ရပါပြီရဲတပ်ဖွဲ့ဝင်2ဦးအသက်ခံခဲ့ရတယ်အဲကောဘကအဖွဲ့ဝင်9ဦးအသက်ခံခဲ့ရတယ်ဒီလိုအစုလိုက်ပြုံလိုက်တက်ဖြတ်မှုမျိုးတွေကြုံခဲ့ရပါပြီအကြံဖတ်သမားတွေအခြေပြုလှုပ်ရှားနေမှုကလည်းရှိပါတယ် ဒီမြင်းကြံတို့နထိုးကြီးတို့ဘက်ကနေဒီလိုရှင်းလင်းလိုက်တဲ့အခါမျိုးမှာလည်းအဲ့ဒီအကျံဖတ်သမားတွေဟာညောင်ဦးငတ်တယောက်နေထဲမှာပဲတွားပြီးတော့တင်းဆောင်စုဝေးနေကြခြင်းဖြစ်ပါတယ်ဆိုတာကိုတော့ကျွန်တော်တင်ပြလိုပါတယ်ဒါကတော့အကျံဖတ်လှူရှားမှုအခြေအနေနဲ့ပတ်သက်လို့ပေါ့ဗျာနောက်ထပ်နိုင်ငံရေးပိုင်းနဲ့ပတ်သက်လို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့မနေ့ကရန်ကုန်ဘက်ကိုခရီးသွားတယ်ရန်ကုန်ဘက်ရောက်ပြီးတော့နာနာနေနေနေကြတဲ့အခါမှာ နေကြတဲ့အချိန်မှာပေါ့ဗျာနော်ဥကိုကိုကြီးဥဆောင်တဲ့တည်သူပါတီမှ ကိုစလဲတူကမဲဆွယ်စီယုံပြောဆိုတဲ့ရုပ်တံလေးတစ်ခုကိုကြည့်ရသူကအဲ့ဒီလူကတင်ကန်းညို့ညို့နဲ့ပြည်သူလွတ်တော်မဲဆန္ဒနယ်ကရှင်ပြိုင်မဲ့ဥလွင်မြင့်တဲ့နော်ဥလွင်မြင့်ကဗာပြောလဲဆိုတော့သူတို့ကတော်လှန်ရေးမျိုးဆက်တယ်ဗျာတော်လှန်ရေးမျိုးဆက်သူ့အဖေဆိုရင်လဲမဆလာအစိုးရကတော်လှန်ခဲ့လို့ထောင်းချင်းချင်းကြခဲ့တယ်တဲ့သူကိုယ်တိုင်လဲ ဥလင်မြင့်ကိုယ်တိုင်လည်းချက်ချက်ချင်းခေါင်းဆောင်တွေရဲ့နောက်မှာလိုက်ပါပြီးတော့အကျဉ်းကျခံရတာမျိုးတွေရှိခဲ့ဘူးတဲ့အဲသူကသူ့နဲ့တင်မပြီးပဲနဲ့သူ့သားပေါ့ဗျာသူ့ရဲ့မျိုးဆက်ကိုပါဆက်ပြီးတော့ပြောတယ်သူ့သားကိုယ်တိုင်ဒီလည်း2021တော်လှန်ရေးမှာပါဝင်ပြီးတော့မကြသေးခင်ကမှထောင်ကလွတ်မြောက်လာတာပါတဲ့နော်ကျွန်တော်ကမဆာလာခက်လည်းမမီဘူးအဲ88မှာလည်းကျွန်တော်တို့ကတားပေါက်အရွယ်လေးပဲရှိသေးတယ်ကျွန်တော်ထားလိုက်တော့ သူတို့က88ကိုဒေါ်လာရေးလို့ကောင်းတဲ့တမဆလာဟုဒေါ်လာရေးလို့ကောင်းတဲ့တရပြီဒါပေမဲ့ဒီ2021ကိုတော့တော်လှန်ရေးလို့ကောင်းစဉ်တက်လို့မရဘူးလေဗျာ2021အကြမ်းဖက်လှုပ်ရှားမှု NLD နဲ့88ကောင်းဆောင်တွေဥဆောင်ပြီးလှုပ်ရှားတဲ့အကြမ်းဖက်လှုပ်ရှားမှုအပြစ်မဲ့ရဟန်းရှင်လူပြည်သူများကိုတပ်ဖြတ်တဲ့လှုပ်ရှားမှုအဲ့ဒီအထဲမှာပြည်သူပါတီကဥလွင်မြင့်ရဲ့တာကိုယ်တိုင်ကပါနေတယ် ပါခဲ့လို့ထောင်ကြခဲ့တဲ့ထောင်ကပြန်လွတ်တာမကြသေးဘူးအဲ့ဒါကိုတော်လှန်ရေးပါလို့ရွေးကောက်ပွဲဝင်မဲ့ကိုယ်တည်းလောင်းတူကဂုံစာပြီးတော့ပြောနေတယ်အဲ့ဒီလုံရအဲ့ဒီပြောဆိုမဲဆွဲစည်းရုံးမှုကဥပဒေနဲ့ညီသလားမညီဘူးလားကျွန်တော်သက်ဆိုင်ရာ UEC ကိုမေးမြန်းထားပါတယ်နော်အဲ့ဒီလို့ဒါဂုံစာပြီးပြောကြည့်ဆိုရင်အဲ့ဒီမှာ NLD ကနေရွေးကောက်ပွဲဝင်လာတဲ့တတိပုဂ္ဂလတွေတခြားပါတီအဖွဲ့အစည်းတွေကဝင်လာတဲ့ဟာတွေက အဲ့ဒီလိုကုံစားပြီးတော့ဒီလူလူကိုကျင်းထဲအောင်မှာပေါ့အဲ့ဒီလိုကျင်းထဲလို့ရာကြီးလားအကျန်းဖတ်လှုပ်ရှားမှုကိုတော်လန့်ရေးလို့ခေါင်းစဉ်တက်ပြီးပြောလို့ရာကြီးလားတဆိုင်ရာတာဝန်ရှိသူများဆုံးဖြတ်ပေးပါပေါ့ဗျာကျွန်တော်တို့ကတော့ဆုံးဖြတ်ပိုင်권ရှိတဲ့သူတွေမဟုတ်တဲ့အတွက်ဒီလိုပဲမေးခွန်းထုတ်ပါတယ်အဒီနေ့ကောင်းလို့တင်ပြလို့တာကတော့ဒီလောက်ပါပဲဗျာအကျန်းဖတ်လှုပ်ရှားမှုတွေကလည်းရှိနေသေးသေးတိုင်းပြပြ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ပုံကူတွေကလည်းအကြံဖတ်လှုပ်ရှားမှုကိုတော်လှန်ရေးပါလို့ခေါင်းစဉ်တက်ပြီးမဲဆွယ်နေကြတယ်ဒါလေးတွေကိုပြည်သူအများသတိထားကြဖို့ဆွေးနွေးတင်ပြရင်းနဲ့ညီကုန်းချုပ်ပါရဗျာအားလုံးကိုကျေးဇူးတင်ပါ